ကံလှရွာကဆုံးကဝင်နဲ့ကိုဝင်ဆောင်မပြုံးမီဒီကနေ့ပြောပြပေးမယ့်ဇလန်လေးကတော့ဒေါ်ပြုံးမီဆိုတဲ့အွားဦးတူအမြဲတမ်းလို့လို့ပြောပြခဲ့သူမရဲ့အတိတ်ပုံမြင်ဇလန်လေးအကြောင်းတင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်မပြုံးမီဆိုတဲ့ကိုဝင်ဆောင်အမျိုးသမီးတူသူမခင်မွန်းဖြစ်သူရဲ့မွေးရမည်ဖြစ်တဲ့မြမပြည်အလဲပိုင်းကကံလှဆိုတဲ့ရွာလေးကိုလိုက်လာခဲ့ပါတယ်မြို့မှာအလုလုနေတဲ့ခင်မွန်းဖြစ်သူကိုရင်မောင်တို့အလုယုံဟာပိတ်လိုက်ပြီဆိုတဲ့သတင်းကြောင့် ဇနီးမောင်နဲ့မဦးခေမွန်းဖြစ်သူရဲ့မူရဲ့မြစီကို အာကုတ်ကပြန်လာခဲ့ရတယ်ဖြစ်ပါတယ်။ကံလှရွာလေးကဝေးလံခေါင်းတီးတဲ့နေရာမှာရှိတာမို့လိုင်းကားကြီးတွေကရွာစီကိုဓာတ်ရိုက်ပြေးဆွဲတာမျိုးမရှိပါဘူး။လိုင်းကားကြီးတွေပြေးဆဲတဲ့ရွာငန်ကနေတစဉ်ကားငယ်လေးပြီးအားကြမမဟုတ်ကားချုံကိုစောင့်ပြီးစီးနေရတာပဲဖြစ်ပါတယ်။ကံကောင်းစွာနဲ့ပဲမပြုံးမီလို့ရွာကန်ကိုရောက်တဲ့အချိန်မှာ ကားကြုံတစီရလိုက်ပါတယ်။ကံလှရွာကိုရောက်ဖို့အတွက်တော်တော်လေးကြာအောင်ကားစီးသွားရအောင်မှာပဲဖြစ်ပါတယ်။သူတို့ကလည်းစိမ့်ဆူလှပတဲ့သဘာဝရှုခင်းတွေကိုဖြတ်တန်းလာခဲ့ပြီးကိုရင်မောင်တို့ရဲ့ကံလှရွာလေးကိုရောက်လာခဲ့ပါတယ်။ရွာလေးရဲ့အိမ်ကတော့ဘာလုံးလေးတွေကိုအခြေခံပြီးဆောက်လုပ်ထားတဲ့အိမ်လေးတွေများပါတယ်။ကားနဲ့ဖြတ်သွားရင်မှပဲပြင်ဆင်မှုတွေလည်းမရှိရဲ့ အင်းဦးစီးတစ်လုံးရှိတာအဖြစ်အရှိမှရှိနေတဲ့စပင်းကြီးဖွေးဖွေးဖြူနေတဲ့အကားကြီးတူကိုတွေ့ရရတဲ့အချိန်မပြုံးမှုတရားစိတ်ထဲမှာသူမျိုးကြီးခံစားလိုက်ရပါတယ်။အရာဆောင်ရဲ့အပြင်ဘက်ကိုမကြည့်ရောပဲကားရဲကသာသူမရဲ့အခြေကိုပြန်လွှဲချလိုက်ပါတယ်။ဒီလိုနဲ့ကိုရင်မောင်တို့အိမ်လေးစီရောက်တဲ့အချိန်မှာတော့မိုးမောင်စားပြုတ်နေပြီလေဖြစ်ပါတယ်။ကိုရင်မောင်ကမိခင်ဖြစ်သူနဲ့မပြုံးမိကိုမိတ်ဆက်ပြလိုက်ပါတယ်။ သူတို့နှစ်ဦးကမြို့ကစက်ရုံမှာတွေ့ကြပြီးရင်းငန်ကလက်ထပ်ခဲ့ကြသူတွေဖြစ်တာမူကိုရင်မောင်ရဲ့မိခင်ကိုမပြုံးမိအနေနဲ့အခုမှသာတွေ့ဆုံရတာပဲဖြစ်ပါတယ်။ကိုရင်မောင်မိခင်ကမပြုံးမိရဲ့ကိုဝင်ကိုတခြားကြည့်ရှုပြီးကိုရဘလောက်ရပြီလဲတမီ။ကိုကိုရင်းငါးလားရှိပါပြီအမီ။ဟောဟုတ်လား။ မိန်းကလေးလားယောက်ျားလေးလားသိရပြီလားတမီးယောက်ျားလေးပါအမေမိခင်ဖြစ်သူနဲ့ဇနီးဖြစ်သူတို့ကလည်းပြည်ပြည်လည်လည်ဖြစ်တာမို့ကိုရင်မောင်လည်းသူအလုတ်ပြန်သွားလုပ်နေတဲ့အချိန်ဒီစားတိမြေမှာဇနီးဖြစ်သူလည်းအဆင်ပြေပြေဖြစ်သွားလိမ့်မယ်လို့ဝမ်းသာနေမိပါတယ်အဲ့ဒီလိုနဲ့ညဘက်အချိန်ကိုရောက်လာခဲ့ပါတယ်တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်နဲ့လာရအောင်ပါ ကိုကောင်ဖွေးဖွေးပြူနေတဲ့အမျိုးသမီးကြီးတူပေါ်လာခဲ့ပြီးမင်းကလေးမင်းကလေးကိုရင်မောင်တို့အိမ်ရှိမှာရလို့ခေါ်နေခဲ့ပါရဲ့မပြုံးမိကတော့အိယာကနေနူးသွားခဲ့ပြီးခေါ်ဆန်းသောအိမ်ရှိကိုထွက်လာခဲ့လိုက်ပါရဲ့မပြုံးမိကြည့်လိုက်တဲ့အခါမှာတော့အလာတော်ကသူမတွေ့ခဲ့တဲ့အမျိုးသမီးကြီးဖြစ်လို့နေပါရဲ့မင်းကလေးဒီအိမ်ကနေအမြန်ထွက်သွားတော့အနေရရှိတယ်မပြုံးမိကလည်း ေချာကြည့်နေတဲ့အခါမှာတော့အမျိုးသမီးကြီးကဆက်လက်ပြီးအမြန်ပြေးတော့ချိန်မရှိတော့ဘူးဒီကနေပြေးတော့အဲ့ဒီချိန်မပြုံးမီရဲ့နောက်ကနေကိုရီမောင်ရဲ့မိခင်ကအုံမိုးကအန်တရီပေးဖို့ကြိုးစားလိုက်ပါတယ်အမျိုးသမီးကြီးကအောက်ကနေပြီးအမြန်ပြေးဖို့អော်နေပါတော့တယ်ဒီချိန်မှာမပြုံးမီတရားအိယာကနေလမ်းလို့သွားပေးရပါတယ်။မပြုံးမီအိယာကနိုးလာပြီးချိန်မှာတော့ သူမရဲ့အိမ်မက်အကြောင်းကိုရင်မောင်မိခင်ကိုပြောပြခဲ့ပါတယ်။အိမ်မက်အကြောင်းကိုကြားပြီးချိန်မှာတော့ကိုရင်မောင်မိခင်ကဒီအိမ်ကြီးမှာကဘာအန်တီရင်မမရှိပါဘူးသမီးရဲ့အိမ်ကနေထွက်သွားမှသာကလေးမီးဖွားဖို့ရှိနေတော့အန်တီရင်ဖြစ်နိုင်လားဒီမှာဘာမှမကြောက်နဲ့နော်ဒီလိုနဲ့ပဲအချိန်တွေကုန်လွန်လာခဲ့ပြီးမပြုံးမီလဲနေ့စီလာစီမွေးဖွားခါနေ့အချိန်ကိုရောက်လာခဲ့ပါ යි မွေးဖွားခါနေ့မှာ ကိုရင်မောင်ပြန်လာမယ်လို့ဆိုတဲ့အတွက်မပြုံးမီလဲအင်းရှိမှထိုင်ပြီးကိုရင်မောင်ပြန်လာမယ့်အချိန်ကိုမျှော်နေခဲ့ပါတယ်။အဲဒီနေ့မှာတော့ကိုရင်မောင်မိခင်လဲအိမ်မှာမရှိဘဲအပြင်ထွက်သွားနေခြင်းဖြစ်ပါတယ်။အင်းရှိမှရုတ်တရက်ဆပင်ဖြူဖြူခွခွနဲ့အမျိုးသမီးကြီးကိုထပ်မံမြင်တွေ့လာရပါတယ်။အမျိုးသမီးကြီးကမင်းကလေးလို့ခေါ်နေပေမဲ့လဲမပြုံးမီကကိုရင်မောင်မိခင်ရဲ့စကားကြောင့် အမျိုးသမီးကြီးကိုစကားပြန်မပြောတော့ဘဲအိမ်ပေါ်ကသာပြန်တက်လာခဲ့လိုက်ပါတယ်။အိမ်ပေါ်ရောက်တဲ့အချိန်တရင်တကားကလည်းလမ်းကြီးမြတ်တဲ့အခါမှာတော့အမျိုးသမီးကြီးကိုမတွေ့ရတော့ပါဘူး။အဲ့ဒီအချိန်နောက်ကလည်းအမျိုးသမီးတဦးရောက်လာခဲ့ပြီးဟိုအမျိုးသမီးနဲ့ဘာတွေရက်လုံးများလဲ။မပြုံးမီလဲထိတ်လန့်သွားပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကိုရင်မောင်ရဲ့မိခင်ဖြစ်လို့နေပါတယ်။အော်အမေရဲ့လန့်လိုက်တာ။ ။တမိဘာမှမပြောပါဘူးအမေ။တုံနဲ့မပတ်သက်ဖို့အမေပြောထားရယ်နော်။ကဲငါဟိနဲ့ထမင်းချက်ထားတယ်။စားနေလိုက်။ကိုရင်မောင်ကတော့ဒီနေ့ပြန်မလာဖြစ်ဘူးပြောတယ်။အဲ့ဒီလုံနေပဲညဘက်အိတ်ချိန်ကိုရောက်လာခဲ့ပါရဲ့။အိတ်နေရင်ကမပြုံးမိကြရောက်ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့အတူနိုးလာခဲ့ပါရဲ့။မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့အခန်းထောင်မှာစပင်ကြီးဖားရချလာတဲ့အမျိုးသမီးတူရက်ကြည့်နေတာကိုတွေ့လိုက်ရတာမို့ မပြုံးမီလည်းကြောက်လန့်တုန်လှုပ်နေရပါတော့တယ်။မပြုံးမီတရားကြောက်ကြောက်နဲ့တုန်လှုပ်နေတဲ့အချိန်သပင်ဖားရချတာတဲ့အမျိုးသမီးကလေးဘက်တွားပြီးသူမရဲ့ကလေးရှိတာကိုရောက်လို့လာခဲ့ပါတယ်။အနားရောက်တဲ့အချိန်မှာတော့အမျိုးသမီးကြီးကရှင်မောတန်ကြီးနဲ့အတူမျက်နှာကိုမော့ကြည့်လိုက်တဲ့အချိန်အဲ့ဒီအမျိုးသမီးဟာကိုရင်မောက်မိခင်ဖြစ်လို့နေပါတော့တယ်။ကြောက်မဲ့ဖွယ်ပုံစံနဲ့အမျိုးသမီးကြီးကတော့ရှင်မောနေရင်က မပြုံးမီနဲ့ပိုက်စီကိုကြည့်လို့နေပါတယ်။အမေအမေမပြုံးမီကခေါ်လိုက်ပေမဲ့အမျိုးသမီးကြီးကတော့ရေမောရင်နဲ့ငါ့ရဲ့မြေးလေးကိုတောင်းဖို့ငါလာခဲ့တာ။ခလေးကိုငါ့ကိုပေးပါ။အဖွားကြီးကတော့ပြောပြရနဲ့ရေမောနေကသူ့မရဲ့လက်သေးရှိကြီးတွေကိုညှောက်လို့မပြုံးမီရဲ့ပိုက်စီကိုထိုးဆိုင်ဖို့ပြင်နေလိုက်ပါတယ်။မပြုံးမီကကြောက်လန့်တကြားနဲ့ မျက်လုံးကိုသာမှိတ်လို့ထားလိုက်မိပါတယ်အဲ့ဒီချိန်ကျွာရဲကအမျိုးသမီးကြီးရောက်လာခဲ့ပြီးဟေ့မဲစိန်နင်ကိုရဲ့သွေးသားရင်မြင်းအရင်ကိုတော့ပြန်စားတော့မလို့လားအတန်ကျဲကြီးကိုကြားလိုက်တဲ့အခါမှာတော့စောင့်မဲ့ဖွေရအဖွားကြီးကအိရှိဘက်စီကိုလှည့်ထွက်ပြီးသွားလိုက်ပါတော့တယ်မပြုံးမီကတော့ နှလုံးကိုအသားလေးပြန်ဖွင့်ကြည့်ရင်ခြေဆံလုံးလုံးနဲ့ခေါပါလေးနဲ့ကအရှိကိုထွက်လိုက်လာခဲ့ပါတော့တယ်။အရှိမှာတော့ကျွာရဲကအမျိုးသမီးကြီးချံကိုကိုရင်မရဲ့မိခင်ကဒေါသတကြီးနဲ့ရောက်သွားခဲ့ပါရဲ့။နေနေငါအလုတ်ကိုဘာလာရှုပ်တာလဲပြောပြရနဲ့အမျိုးသမီးကြီးစီတရှင်လုံးပြေးဝင်သွားပြီးတိုက်ခိုက်လိုက်ပါတယ်အမျိုးသမီးကြီးကတော့ အသိပ်ပါလာတဲ့ဒုံနဲ့အတူကိုရင်မောက်မိခင်ကိုပြန်လဲတိုက်ခိုက်လိုက်တဲ့အတခါအဖွားကြီးလည်းလဲကျလို့သွားပါတယ်။မပြုံးမိကတော့တီရှိကိုထွက်လာခဲ့ပြီးအမျိုးသမီးနှစ်ဦးတိုက်ခိုက်တာကိုကြည့်ပြီးရဲ့အခါသူမလည်းကြောက်လန့်တုန်လှုပ်စိတ်တွေကြမိလဲကျသွားရပါတော့တယ်။နောက်တနည်းမိနစ်မှာတော့မပြုံးမိအိယာအာနေနိုးလာခဲ့ပါတယ်။မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါသူမဘေးမှာစောင့်နေတဲ့ကိုရင်မောက်ကိုတွေ့ရရပါတယ်။ ကိုရင်မောင်လည်းမပြုံးမေကိုတညလုံးဆောင်ပေးနေရင်အင်ညာရကလည်းမပြုံးမေမူလာတဲ့အခါသူလည်းထလာလိုက်ပြီးဇနီးဖြစ်သူကိုအစဉ်ပြေရလာလို့မိလိုက်ပါရဲ့မပြုံးမေကတော့ထလိုက်ပြီးတဲ့အခါသူမရဲ့ဘိုက်ကလေးကိုကန်စီပြီးဘိုက်ထဲမှာကလေးကအစဉ်ပြေပြေရှိနေသေးတော့မှစိတ်ချလို့သွားရပါတော့တယ်မပြုံးမေကတော့ခင်မုန်းဖြစ်သူကိုညကအဖြစ်ပြက်တွေကိုပြန်ပြောပြလိုက်ပါရဲ့ ဒါပေမဲ့လည်းမပြုံးမရဲ့အပြောတွေကိုကိုရင်မော်တယောက်မယုံကြည်ခဲ့ပဲအခန်းပြင်ကိုထွက်လာခဲ့လိုက်ပါတယ်။မပြုံးမီလည်းကိုရင်မောက်နောက်ကနေလိုက်သွားခဲ့ပါတယ်။အေရှင်မှာတော့ကိုရင်မောက်မိခင်ကိုကလထိုင်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့လက်နဲ့မျက်နှာရီမှာတော့ဒဏ်ရာဒဏ်ချက်တွေရှိလိုပါပဲ။ကိုရင်မောင်ကလက်ကဒဏ်ရာတွေကဘာဖြစ်တာလဲလို့မိခင်ကိုမေးလိုက်တဲ့အခါမှာတော့သူမသတိမထားမိပဲအိမ်ပေါ်ကနေပြုတ်ကျတာကြောင့် ရှားခဲ့တဲ့ဒဏ်ရာတွေသာဖြစ်တယ်လို့အဖွားကြီးကပြန်ဖြေခဲ့ပြီးမပြုံးမီရဲ့ဗိုက်စီကိုသာစူးစိုက်လို့ကြည်လာခဲ့ပါတယ်။မပြုံးမီလည်းပို့လို့ကြောက်လန့်သွားခဲ့ရပါတယ်။အဲဒါကြောင့်ပဲအခန်းထဲကိုပြန်ဝင်လာခဲ့ပြီးကိုရင်မောင်ကဒီမှာဆက်နေဖို့မဖြစ်တော့တဲ့အကြောင်းနဲ့ကိုရင်မောင်မိခင်ကသူမရဲ့ကလေးကိုစားဖို့အတွက်စံစီနေကြောင်းပြောပြခဲ့ရမှာတော့ကိုရင်မောင်ကမယုံကြည်ပဲ ှစ်ဦးသားအခြေအတင်စကားများခဲ့ရပါတော့တယ်။ပြီးရဲ့အခါမှာတော့မပြုံးမိက သူမမိပါရရှိရစီတွားဖို့အတွက်ဆုံးဖြတ်ခါအိမ်ကနေထွက်သွားဖို့ပြင်ဆင်လိုက်ပါတယ်။ကိုရင်မောင်ကလည်းမပြုံးမိကိုတားမရတော့တဲ့အခါနောက်နေ့ရက်သုံးရက်နေရင်သူကိုယ်တိုင်လိုက်ခဲ့ပါမယ်ဆိုပြီးပြောနေရင်ကမပြုံးမိလည်းအိမ်ပေါ်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့အိမ်ထဲတည်တဲ့ဘောက်ကနေလှမ်းကြည့် ဆောင်မက်ခွေရာကြည်နေတဲ့အဖားစီကိုတွေ့လိုက်ရပါတယ်။မပြုံးမီလည်းထိတ်လန့်မှုတွေပိုဆိုးသွားခဲ့ရပါတယ်။အဲဒါကြောင့်လေကိုရီမောင်ကိုမဆောင်တော့ဘဲအရင်သွားနေပြီးကိုရီမောင်ကိုနောက်ကနေလိုက်လာခဲ့ဖို့သာမှားကြခဲ့လို့ကံလှရွာကနေထွက်ဖို့ပြင်ဆင်လိုက်ပါတော့တယ်။မပြုံးမီလည်းကားပေါ်မှာအတူတူလိုက်ပါလာခဲ့တဲ့ရွာထဲကခရီးသွားတဲ့အတူစကားတွေပြောဆိုနေတယ်။ သူမကြုံခဲ့ရတဲ့အကြောင်းအရာတွေကိုပြောပြဖြစ်ခဲ့ပါတယ်။အေးအဲ့ဒီမင်းစင်ကဆုံးကွေတူအဖြစ်ရွာသားတွေအကုန်လုံးကတတ်မှတ်ပြီးတည်ထားကြတာကလေးမရဲ့။ကလေးတွေကိုပြူစားပြီးစားသုံးကြတာကိုခုံမင်းနဲ့ဆုံးကွေကြီးပေါ့။အခုမင်းကသူနဲ့အတူတူရှိခဲ့တာကြာပြီဆိုတော့မင်းရဲ့ကလေးအထဲမှာအသက်ရှင်မှုကမတည်ချတော့ဘူး။မင်းကလေးအတွက်မကောင်းဘူး။အဲငါနားမလည်တာတခုက မိအကြောင်းတလောက်တရွာလုံးကပြောနေကြတာမောင်ရင်မောင်ကဒါကိုမသိဘူးလားမပြုံးမိလေခရီးသွားဖြစ်သူရဲ့အပြောကြောင့်ခဏတာငြိမ်သွားခဲ့ပြီးမှဦးကြီးကိုရင်မောင်မိအကြောင်းကိုသိရသူဆိုတော့ဦးကြီးကျမကိုများကူညီနိုင်မလားဟင်ဒီကိစ္စတွေကဦးကြီးလိုနဲ့တိတ်ချမတွက်ကြွမ်းဘူးခလေးမရဲ့ဒီရွာမှာအဖွားမင်းစင်ကိုနိုင်တာဆိုလို့သမီးကိုကူညီခဲ့တဲ့အဖွားချုပ်တူပဲရှိလား မပြုံးမီလိုစကားပြောနေရင်းမှာပဲကားလေးကအဖွားချူကိုအိမ်ရှိကနေဖြတ်သွားခဲ့တဲ့အချိန်အဖွားချူကမပြုံးမီစရောက်တုန်းကလို့အိမ်ရှိကနေရက်ပြေးချင်နေခဲ့ပါတယ်မပြုံးမီလည်းဒီကံလှရွာကြီးမှာဆက်နေဖို့မနေလို့ရတာကြောင့်သူမနဲ့ကလေးဘေးကင်းမှုအတွက်ကိုသာစူတောင်းနေပြီးရွာကြီးကနေထွက်လာခဲ့လိုက်ပါတော့တယ်မပြုံးမီတယောက်သူမရဲ့မူရဲ့မျိုးစီပြန်သွားခဲ့ပြီးရင်နောက်မှာတော့ ကိုရင်မောင်ကိုစောင့်နေခဲ့ပြီမဲ့ကိုရင်မောင်တယောက်ကတော့ရောက်မလာခဲ့ပဲသူမတဦးလေးကလက်ရှိအချိန်ထိနေထိုင်နေခဲ့ရပါတော့တယ်ဒီဇလန်းလေးကိုတော့အဖွားပြုံးပြီးဖြစ်လာခဲ့တဲ့အချိန်မှာကလေးတွေကိုပြန်ပြောင်းကြောပြခဲ့တဲ့ပုံပြင်သခွေသူမရဲ့အကြောင်းအရာဇလန်းလေးအဖြစ်သိခဲ့ကြရပါတော့တယ်ဇလန်းလေးကိုဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းတွေနဲ့အတူ ပြန်လာခဲ့အောင်မှာမို့စောင့်မျှော်အားပေးကြပါအောင်နော်အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်